ားလုံးနဲ့မင်္ဂလာအများဖို့ဖို့ AC channel ကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ။ကျွန်တော်တို့အရင်ဆုံးပေါ့နော်ဒီဘက်ကနဲ့ပတ်သက်တဲ့သတင်းကြောင်းရလေးတွေကိုလည်းဆင်းနေတော့မှာဒီလိုကျွန်တော်အရင်ဆုံးပြောပြပေးခြင်းတဲ့သတင်းကြောင်းရတော့ကျွန်တော်တို့လူ့ဒီရနဲ့ပတ်သက်တဲ့သတင်းကြောင်းရလေးပဲဖြစ်ပါတယ်။ဒီလူ့ဒီရနဲ့ပတ်သက်ပြီးတော့ဒီစောပိုင်းရက်တွေတော့မှာပေါ့နော်ကျွန်တော်တို့ဒီ Sky Germany နဲ့ဒါ Fabrizio Romano ကပေါ်ပြထားတဲ့သတင်းကြောင်းရလေးတစ်ခုဖြစ်ပါတယ်။ ဒီတရင်အကြောင်းအရာလေးမှဆိုလို့ရှိရင်ဒါလူဝတီရက်ကိုဆိုလို့ရှိရင်ဂျာမန်ထိပ်ပြီးကလပ်အသင်းသင်းဖြစ်တဲ့ဒါဘိုင်ယန်မြူးနစ်အသင်းကစိတ်ဝင်စားမှုရှိနေပြီးတော့ဒါကျွန်တော်တို့စိတ်ဆက်မှုတွေပြုလုပ်လာနိုင်တယ်ဆိုပြီးတော့ဒါပေါ်ပြရတာတွေ့ရပါတော့စကိုင်းဂျာမနီနဲ့ဒါရိုမာနိုကပေါ်ပြရတာတွေ့ပြီးတော့ဒီတရင်နဲ့ပတ်သက်ပြီးတော့ဒီနေ့မှဆိုလို့ရှိရင်ကျွန်တော်တို့ဒါတိုင်းတရင်ဌာနနေပြီးတော့ပြန်လည်ပြီးတော့ပေါ်ပြထားတာဆိုလို့ရှိရင်ကျွန်တော်တို့လူဝတီရက်ကို ဘိုင်ယန်ဒီဘာကူစင်အတင်းကဟောဘိုင်ယန်မြူနစ်အတင်းကဒါစိတ်ဝင်စားနေတယ်ဆိုတာလုံးဝဒါမဟုတ်ပါဘူးဆိုတော့ဘိုင်ယန်မြူနစ်ဘက်ကနေပြီးတော့ပြန်ပြီးတော့ရင်းဆန်တာကျွန်တော်တို့တွေ့ရပါတယ်အဲ့လိုပဲပေါ့နော်ဒါလီဗာပူးဘက်ကလည်းကျွန်တော်တို့လီဗာပူးအတင်းနေတဲ့လူဝတီရက်ကိုဘိုင်ယန်မြူနစ်မှမဟုတ်ဘူးတော့ဒီနေရာဒီမှာပေါ့နော်ဒီဘိုင်ယန်မြူနစ်မှမဟုတ်ဘူးတခြားဒီဘာစီလိုနာတို့ပြီးတော့ဒါအင်နာစာတို့အဟီလာတို့တခြားရောဘတ်ထိပ်ဒီအတင်းနေရတာစိတ်ဝင်စားမှုရှိခဲ့ပြီးတော့ဒါတချို့ဆိုလို့ရှိရင်ကျွန်တော်တို့ ကားပြောဆိုမှုတွေရှိခဲ့တယ်ဆိုပြီးတော့လည်းသိရပါတယ်အပပြီးတော့ဒီဒီဘဘူးတင်းရပါတော့ဒီကျွန်တော်တို့လူဝတီရက်ကိုတကယ်လို့ဘန်ယူနီဘာချိတ်ဆက်လာမယ်ဆိုလို့ရှိရင်လည်းတို့အနေနဲ့ဒီနေရာဒီမှာရောင်းချတော့ဖို့စီစဉ်မရှိဆိုပြီးတော့ပြန်လဲခြေပတ်ထားတာကိုလည်းဒါသတင်းဌာနမှာဖော်ပြတာကျွန်တော်တို့တွေ့ရပါတယ်လူဝတီရက်ကဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘဘူးတင်းမှာဒါ2029ဒီစာရုပ်သက်တမ်းရှိတော့နောက်ထပ်2နှစ်ကြာရှိနေသေးတာလည်းဖြစ်ပြီးတော့ဒီဘဘူးတင်းကလက်ရှိမှာတော့ဒါလူဝတီရက်ကိုစာရုပ်သက်တမ်းတိုးဖို့ကိစ္စတွေဆွေးနွေးခြင်းမပြုလုပ်နိုင်သေးဘူးဆိုပေမဲ့ ဒါလူဒီရက်ကိုဒင်းနီယာပြီးမှာကျွန်တော်တို့ထွက်ခွာဖို့ပေါ့နော်ဒါရောင်းချဖို့အစီအစဉ်မရှိဘူးဆိုပြီးတော့ဒါဒီဘဘူးဘက်ကပြန်ပြီးတော့တုတ်ပြန်ထားတာလေဒါတိုင်းသတင်းဌာနပေါ်ပြထားတာကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့နောက်ထပ်သတင်းလေးတစ်ခုကတော့ကျွန်တော်တို့ဒါကိုနာတီပေါ့နော်ကိုနာတီကဆိုလို့ရှိရင်လည်းကျွန်တော်ဒီဘဘူးတင်းရတာကံလမ်းမှုမှလည်းမရဘူးပယ်ချနေပြီးတော့ပေါ့နော်သူ့အနေနဲ့ဒါကျွန်တော်တို့ဒီဘဘူးတင်းရဒီနေရာဒီမှာ ရောင်းချမယ်ဆိုရင်တော့မှအတင်းကထွက်ခွာဖို့မရှိဘူးဆိုပြီးတော့လေဒါတချို့သတင်းဌာနတွေမှာပေါ်ပြထားပြီးတော့သူကတော့ကျွန်တော်တို့ဒီလီဗာပူးအတင်းမှာစာချုပ်တက်တန်ကုန်ဆုံးသွားပြီကုန်ဆုံးသွားခဲ့မယ်ဆိုရင်ပေါ့နော်ဒါနောက်ထပ်အတင်းတင်းရေးမထွက်တော့မဟုတ်ဘီအက်ဂျီပေါ့အဲ့လိုအတင်းတွေကသူ့စိတ်ဝင်စားနေရဖြစ်တော့အဲ့လိုအတင်းတွေကလည်းပြောင်းရှိမယ်ဆိုသူကလွတ်နေထွက်ခွာခြင်းနေတဲ့သဘောရှိတယ်ဆိုပြီးတော့လေဒါသတင်းဒီဖုတ်ပေါ်365သတင်းဌာနမှာပေါ်ပြထားတာတွေ့ရပြီးတော့ကျွန်တော်တို့လီဗာပူးအတင်းအရဆိုလို့ရှိရင်အခုဆိုရင်မကူးဟီကို ဒီဇိုင်းမမတ်နေတာကျွန်တော်တို့စကားပြောဆိုမှုတွေပြုလုပ်နေပြီးတော့ကစားသမားတွေကကျွန်တော်တို့ပုံကိုဆိုင်ရအစဉ်ပြေမှုတွေရှိပြီးတော့ကျွန်တော်တို့ခွေဆယ်ပေးလေးပတ်ကတာသူတို့လိုချင်တဲ့ပေါင်တန်း90ပေါ့နော်ဒီဘဘူးပတ်ကတာပေးချေဖို့အစီအစဉ်မရှိတဲ့အတွက်ဒီညမှာဒါကြန့်ကြန့်နေရလို့ကျွန်တော်တို့သတင်းထားတာတွေမှာပေါ်ပြထားပေးရပါတယ်အဲ့တော့ဒီဘဘူးအသင်းရဆိုလို့ရှိရင်ဒီနေရာဒီမှာကျွန်တော်တို့ ဒါနောက်ခံကစားသမားတွေရပါတော့ CB ကစားသမားလေးလူငယ်ကစားသမားလေးဖြစ်တဲ့ဒါကွမ်းဆက်ကဆိုလို့ရှိရင်လေလီဗာပူးစင်တင်းကိုဒါပြောင်းရွှေ့သွားပြီးဖြစ်တဲ့အတွက်သူ့ရဲ့နေရာမှာစားထုတ်ဖို့အတွက်ကိုနာတေထွက်တည်ဖြစ်စေမထွက်တည်ဖြစ်စေပေါ့နော်ဒါကျွန်တော်တို့ခရစ်ဆယ်ပဲလီရဲ့အသင်းကောင်းဆောင်မက်ကူးကြီးကိုခေါ်ယူသွားဖို့ဒါအစီအစဉ်ရှိရဆိုပြီးတော့လေဖော်ပြထားတာတွေ့ရပါတယ်ဒီနေရာဒီမှာတော့မဖြစ်မနေတာမက်ကူးကြီးကိုခေါ်ယူဖို့အစီအစဉ်ရှိရဆိုပြီးတော့လေတွေ့ရပါတယ်ခရစ်ဆယ်ပဲလီရဆိုလို့ရှိရင်လေသူတို့အနေနဲ့ဒါဘာဖြစ်လို့ ကစားသမားကိုသူတို့အနေနဲ့ပါတန်း50လိုချင်ကြတယ်ဆိုတော့သူတို့ကချက်စီးသိရှိရပြီးမကူကြီးကိုခေါ်ယူစဉ်ချိန်ကတုန်းကကျွန်တော်တို့နောက်တစ်ချိန်ဒီကစားသမားလေးကတိုးတက်လာပြီးတော့သူတကယ်လို့အသိပြောင်းခဲ့လို့ဒါရောင်းချခဲ့မယ်ဆိုလို့ရှိရင်ပေါ့နော်သူ့ကိုအမောက်ပမာဏတစ်ရက်ဘလောက်ပဲရရပေါ့နော်ဒါချက်စီးသိကို25ရက်ခန့်လုံးပြေးချိန်မယ်ဆိုပြီးတော့ဂတိကဝတ်ပြုခဲ့တာကြီးရှိတယ်ပေါ့နော်ဒါကြောင့်မို့လို့လဲဒါကျွန်တော်တို့ခရစ်စတဲလီကတူတွက်အမျက်မကြမ်းမှာဆိုးရတဲ့အတွက်ကျွန်တော်တို့ ဒီမကူကြီးကိုပေါင်သား90လွန်ကျင်နေတာလည်းဖြစ်ပါရဲ့သူ့အနေနဲ့ကကျွန်တော်ချက်စီတင်းကို25ရာခိုင်နှုန်းပေးချေရမှာဖြစ်တဲ့အတွက်ပေါ့နော်ဒီဘာဘူးတင်းကလည်းဒီပေါင်သား90ကိုပေးချေဖို့စီစဉ်မရှိဘူးဆိုပြီးတော့ကျွန်တော်သိရပါတယ်ဒီဘာဘူးကတော့ဒါမကူကြီးအတွက်အများဆုံးကျွန်တော်35တန်းနဲ့40ကြားပေါ့နော်ဒါ38 38အဲ့လောက်ထိတော့ဖြစ်သွားနိုင်တယ်ဆိုပြီးတော့လည်းပေါ်ပြထားတာတင်းချလိုက်မှာပေါ်ပြထားကျွန်တော်ပေးရပါတယ်အဲ့တော့ဘယ်လိုဖြစ်လာမလဲဆိုတာတော့ကျွန်တော်စောင့်ကြည့်ရမှာပေါ့နော်ဒီဘာဘူးတင်းကတော့ဒါမကူကြီးကို ကျွန်တော်တို့အတင်းကိုရောက်ရှိဖို့အတွက်ဒီနေရာဒီမှာဒါကျွန်တော်တို့ပြစ်မှတ်ထားရဆိုပြီးတော့လည်းသိရပြီးတော့ကျွန်တော်တို့ဒီကစားသမားဆိုလို့ရှိရင်ဒါ Crystal Bailey နဲ့နောက်ထပ်ကျွန်တော်တို့တစ်နှစ်ပဲဆက်ရုပ်တက်တန်ရှိတော့တာဖြစ်ပြီးတော့ Crystal Bailey ကဒီကစားသမားလေးကိုဆိုလို့ရှိရင် Magui ကိုဆိုလို့ရှိရင်ကျွန်တော်တို့ဆက်ရုပ်တက်တန်တိုးဖို့အတွက်ကံလန်းခဲ့တာရှိပေမဲ့လည်း Magui က Crystal Bailey မှာဒီရာဒီနောက်ဆုံးမဲ့ဆိုပြီးပြန်လေတုတ်ပြန်ပြီးတော့သူတို့ရဲ့ကံနဲ့ဆက်ရုပ်မှန်တမ냐ပယ်ချခဲ့ပါတယ်ဒီလိုအချိန်မှာပဲကျွန်တော်တို့ဒါ Crystal Bailey အနေနဲ့ Magui က ခေစပယ်လေးတင်မှာဆက်ရှိဖို့မတေချာတော့ဘူးဆိုတော့သူတို့တိသွားတဲ့အတွက်ဒါကျွန်တော်တို့မကူကြီးနေရာမှာစားထိုးဖို့ဆိုပြီးခုဆိုလို့ရှိရင်ဒါ sporting list ပုံရင်နောက်ခံလူကစားသမားလေးကိုပေါင်း၄ဒသမဒါ40နဲ့ဒသမ9တန်းနဲ့ပေါ့နော်ဒါခေါ်ယူဖို့ဆိုပြီးတော့ချိန်ဆမှုတွေပြည်လုံးနေတယ်ဆိုတာလေကျွန်တော်တို့သတင်းတွေမှာပေါ်ပြထားတွေ့ရပေါ့နော်ဒါကြောင့်မို့လို့တော့မကူကြီးရဆိုလို့ရှိရင်ဒီဘာဘူးတင်းကိုရောက်ရှိဖို့အတွက်ယာကန်တော့များတယ်ဆိုပြီးတော့လေသတင်းဌာနတွေမှာတုံ့တက်တာကျွန်တော်တို့တွေ့ရပါတယ် ဲ့တော့ဒါလီဗာပူးနဲ့ပတ်သက်တဲ့နောက်ဆုံးရအကြောင်းရှိအကြောင်းအရာလေးတွေကိုကျွန်တော်အနေနဲ့တိကျလောက်လိုက်ရောက်ဆယ်ရင်းလောက်ပြီးချင်းဖြစ်ပါတယ်။အားလုံးပဲကိုစိတ်နဲ့ပြကျမ်းမာချမ်းသာကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းမေတ္တာပို့အပ်ရပါမယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။